အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့မျိုးရင်းစံဖြစ်ပါတယ် The Discipline Trader Page ပြင်နိုင်မျှဝေသူဖြစ်တယ်လို့ Project Extreme Team ရဲ့ Founder လည်းဖြစ်ပါတယ် Okay ကျွန်တော်ဒီနေ့ဒီ video မှာဘယ်အကြောင်းကိုပြောသွားမလဲဆိုတဲ့အခါကျတော့ကျွန်တော်တို့ဒီ Binance ရဲ့ပေါ့နော် wallet မှာကျွန်တော်တို့ဒီ Binance wallet exclusive DG ဆိုတာရှိတယ်ကျွန်တော်ဟိုးအရင်တလောတွေတုန်းကဆိုရင်တောက်လျှောက်ကျွန်တော် project x မှာကိုကျွန်တော် loyalty learner မှာကိုမျှဝေထားပြခဲ့တယ်ပေါ့နော်ကျွန်တော်တို့ဒီ DG တွေကအစောပိုင်းကာလတချို့မှာဆိုရင်ကျွန်တော်တို့ဒါက ဟိုပြန်မြပေါ့နော်အမျက်စဲစားလောက်ရတယ်တော်တော်များများဒီထက်ပိုပြီးတော့ timing ကြိုက်သွားဟင်ပုံမြက်တဲ့လူတွေလည်းရှိတယ်ပေါ့နော်တယောက်နဲ့တယောက်ရောင်းတဲ့အချိန်ပေါ်မှာမူတည်ပြီးတော့ကြွားပြီးမြေတော်တော်လေးဒီကောင်းဒီအကျိုးမြတ် ပေးတယ်ပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့တချို့ TG တွေမှာဆိုရင်ဒီနိုင်ဝက်တနိုင်လောက်အတွင်းမှာပေါ့နော်ကျွန်တော်တို့ဒေါ်လာ100 100ကျော်လောက်ပုံမှန်အားဖြင့်ကြံနေပေါ့နော်အရန်လဲတန်နေဒီကောင်ကအာဒါဘာပဲပြောပြောဒီကောင်က low risk လဲဖြစ်တယ်ပေါ့နော်ကျွန်တော်တို့ရှုံးမှုရန် chance ဒါတော်တော်လေးနည်းတဲ့အတွက်ကြောင့်မလို့ဒါ TG တွေကကျွန်တော်တို့အတွက်ဒါအရေးပါတယ်ပေါ့အခုအဲ့ဒီမှာကျွန်တော်တို့ Binance ကနေပြီးတော့ပေါ့နော်အဲ့ဒီ TGE တွေမှာနည်းနည်းလေးကန့်တတ်မှုတစ်ခုလောက်လာတယ်အရင်တော့ကကြတော့ဗျာသူကသဘောတရားကကျွန်တော်တို့ 3BNB ီရှိတယ်ဆိုရင်ပေါ့နော်အဲ့ကျွန်တော်ဒီကောင်ကိုလောက်တယ်ဆိုကြိုက်တယ်တကယ်လို့ 3BMB အပြည့်မရှိဘူးဆိုလဲသူကဘာလောက်လို့ရလဲဆိုကိုရှိသလောက် BMB နဲ့ထည့်ပြီးတော့အဲ့ဒီ TGE တွေမှာပေါ့နော် Token Generation Event တွေမှာသူကပါဝင်လို့ရတယ်အကျိုးအမြတ်တော်တော်ကောင်းခဲ့တယ်အဲ့ကောင်ကပေါ့နော်အဲ့အဲ့ဒီမှာအခုကျတော့သူကဘာလဲဆိုတော့ကန့်သတ်မှုလောက်လာတယ်ဘာနဲ့ကန့်သတ်မှုလောက်လာလဲဆိုတော့ Alpha Point ဆိုတာပါလာတယ်အဲ့ဒီအတွက်ကြောင့်မလို့ကျွန်တော်တို့ကအဲ့ဒီ TGE တွေကိုဆက်ပြီးတော့ပေါ့နော်ဒီလိုအကျိုးအမြတ်များများနဲ့ဆက်ရခြင်းနဲ့ဆိုရင်ဘာဖြစ်လာမ မလဲဆိုတဲ့အခါကျတော့ကျွန်တော်တို့အဲ့ဒီ alpha point ဆိုတာက ဘာလဲဆိုတော့ကာကနနာတီးဖို့လိုလာတယ်အဲ့အတွက်ကြောင့်မလို့ဒီဗီဒီယိုမှာကျွန်တော်အဲ့ alpha point အကြောင်းပြောသွားမှာပေါ့နော်โอเคအဲ့တော့ကျွန်တော်တို့ alpha point ဆိုတာကဘာလဲဆိုတော့ကျွန်တော်တို့ Binance တဲ့ဝင်လိုက်ပြီဆိုရင်ကျွန်တော်တို့မှာ Binance မှာ exchange wallet နဲ့အရင်တုန်းက web3 wallet လို့ခေါ်တယ်အခုတို့ Binance wallet လို့နာမည်ပြောင်းလိုက်တယ်အဲ့ကျွန်တော်တို့ဒီ keyless wallet လို့လည်းခေါ်ရဲកောင်းပေါ့အဲ့ဒီလိုမျိုးကျွန်တော်တို့မှာ wallet နှစ်ခုရှိနေတယ်ဒီဘက်ချမ်း market တွေကတော့ကျွန်တော် centralized ဖြစ်ပြီးတော့ဟိုဘက်ချမ်းကတော့ decentralized သွားတယ်ပေါ့နော် နောက်တော့ကျွန်တော်တို့ဒီ keyless wallet တွေပေါ့ Binance wallet တွေက NFT တွေဘာတွေကို store လုပ်ဖို့အတွက်လည်းသူက readiness ဖြစ်တယ် web3 readiness ပေါ့เนาะပြောမယ်ဆိုရင်အဲ့ဒီလိုမျိုးကျွန်တော်တို့မှာ wallet နှစ်ခုရှိနေတယ်ပေါ့เนาะအဲ့ဒီလို wallet နှစ်ခုရှိတဲ့ theme မှာမှာသူကအခုကျွန်တော်တို့ဒီ Binance wallet ဘက်ချမ်းမှာပေါ့เนาะလုံးဝအဲ့ဒီဘက်မှာတီးတန့်ပေးနေတယ်အဲ့ exclusive DG ဆိုတာရှိတယ်နောက်အဲ့ exclusive DGE မှာကျွန်တော်တို့ကအဲ့ဒီ DGE တွေကဘယ်လောက်ထိရှိလဲဆိုတဲ့အခါကျတော့ကျွန်တော်တို့ဒီ ပထမဆုံး TGE ပေါ့နော်ဒီဟိုဒီပထမဆုံး TGE ကိုသူပေးခဲ့တာက23ရက်ဇန်နဝါရီ2025အဲ့ဒီမှာစခဲ့ပေါ့နော် Creator Bits နဲ့လာမသိဘူးကျွန်တော်စခဲ့တယ်အဲ့ဒီမှာစခဲ့တဲ့အချိန်မှာတုန်းကနေစပြီးတော့ပေါ့နော်အခုအချိန်ထိဆို TGE က14ခုရှိလာပြီအဲ့တော့ဘာကြောင့်ကျွန်တော်က Alpha Point အကြောင်းပြောလဲဆိုတော့အဲ့ဒီ TGE 14ခုထဲမှာအခုပြီးသွားခဲ့တဲ့ကုန်ခဲ့တဲ့ April လမှာက TGE ပေါင်း6ခုတည်တည်ရှိတယ်။ဒါတော်တော်များတဲ့ပမာဏပေါ့နော်။ကျွန်တော်တို့ဒီ30ရက်၄လအထိကိုတော့ TGE ကမယံမနာတောက်လျှောက်အဲ့ဒီကာလတွေမှာဆိုဇက်တိုက်ပေးသွားတယ်ပေါ့နော်။ โอเคအဲ့တော့ကျွန်တော်တို့ကတစ်ချက်ခေါင်းထဲမှာဗာထည့်ထားရမလဲဆိုတဲ့အခါကျတော့ Binance ဒီ DL4 ပေါ့เนาะသူ့ရဲ့ဒီ L4 ဆိုတဲ့အကောင့်ကိုသူကသုံးစီခြင်းတဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ TGE ကိုအရှိန်နေမြင့်ပြီးတော့ပေးလာတယ်ပြီးတော့သူသုံးစီခြင်းတဲ့ L4 point နဲ့ကျွန်တော်တို့ကန့်တက်လိုက်တယ်အဲ့တော့ဆိုလိုခြင်းတဲ့သဘောက Binance ရဲ့ဒီ exclusive TGE တွေကနေကျွန်တော်တို့ကအရင်တိုင်းအကျိုးမြတ်တွေအများကြီးလိုခြင်းနေဆိုရင် L4 point ကိုပြည့်အောင်စုဆိုတဲ့သဘောမျိုးနဲ့သူကလှုပ်လာတယ် အဲ့ဒီအတွက်ကြောင့်မလို့လေဧပြီလမှာရှစ်ကြိမ်ဆိုတဲ့အခါကျတော့ဒီကောင်ကဒါဟာအရှင်းဆုံးပြောရရင်ညာဒါအရေးအတွက်အားဖြင့်တော်တော်များတယ်အဲ့ဒီတော့မေမာလဲပဲသူဒီရှိန်အောင်နဲ့ဆက်လုပ်လာနိုင်ချေရှိတယ်အဲ့ဒီအတွက်ကြောင့်မလို့ကျွန်တော်က ဒီ alpha point ဆိုတာဗာလဲသိရမယ်။ Now alpha point ကြီးရဖို့အတွက်ကျွန်တော်တို့ဗာရီကြိုးတင်ပြင်ဆင်ထားရမလဲဆိုတာဒါ TGE ကိုစိတ်ဝင်စားတဲ့လူတွေဆိုရင်ကျွန်တော်တို့ကောင်းထဲမှာ alpha point ကြီးမရှိလို့လုံးဝမရတော့ဘူး။ဘာလို့ဆိုတော့ तू ကတောက်လျှောက်ပြနော်အခုနောက်ဆုံး၄ခုဆိုရင်ကျွန်တော်တို့ကြီးကြီးလိုက်နော်ဧဘရလ22ရက်နေ့မှာတခါဧဘရလ25မှာတခါဧဘရ29 30ဆိုတော့တရက်ပြီးတရက်မှာသူကဇက်တိုက်ပေးသွားတာပေါ့နော်အဲ့ဒီ exclusive TG တွေရှိတယ်။ Okay ဒါဆိုရင်ကျွန်တော်တို့က alpha point ကို ကိုယ်မှာ alpha point ဘယ်လောက်ရှိနေပြီလဲသိချင်ကျွန်တော်တို့က Binance account ထဲက more တွေကိုတွားအဲ့ဒါပြီးသွားပြီဆိုရင်ကျွန်တော် information ဆိုတဲ့ section အောက်မှာကျွန်တော်တို့ရဲ့ alpha point ကိုနော် button လေးရှိတယ်အဲ့ alpha point ဆိုတဲ့ထဲဝင်လိုက်ရင် ကျွန်တော်တို့ရဲ့ UID နဲ့ကျွန်တော်တို့15ရက်စာပေါ့သူကအမြဲတမ်း15ရက်စာကိုကျွန်တော်တို့ကောင်းလုပ်လိမ့်မယ်အဲ့တော့လွန်ခဲ့တဲ့15ရက်ကနေအခုအချိန်ထိကျွန်တော်တို့ total ရထားတဲ့ alpha point ပမာဏကိုသူက UID နဲ့ဖော်ပြထားလိမ့်မယ် okay ဒါဆိုရင်ကျွန်တော်တို့တစ်ချက်ကြည့်အောင် alpha point ဆိုတာဘာလဲတကယ်တော့ Binance alpha point ဆိုတာကကျွန်တော်တို့ scoring system ပြောမယ်ဆိုရင်တော့အမှတ်ပေးနေတာကျွန်တော်တို့အမှတ်ပေးတယ် design to evaluate user activity within the binance alpha and binance wallet ecosystem ဟုတ်အဲ့တော့ကျွန်တော်တို့ကဗျာဒီဟိုဒေပြောဟိုင်တော့အရသုံးစကားနဲ့ပြောဟိုင်တော့ binance exchange wallet ကိုပဲ၃၃ကျွန်တော်တို့ဟိုဘက်ကနော်အာကျွန်တော်တို့ဒီ binance wallet ကိုပဲ၃၃ binance ရဲ့ ecosystem ကြီးတစ်ခုလုံးတည်းမှာ wallet ecosystem ကြီးတစ်ခုလုံးမှာကျွန်တော်တို့ကြိုက်တဲ့နေရာမှာကျွန်တော်တို့ရဲ့ ssd ကိုထားကျွန်တော်တို့ကြိုက်တဲ့ဟာတွေလောက် ီးတော့ရင် Binance Alpha မှာကျွန်တော်တို့ trade လုပ်လားမလုပ်ဘူးလားအဲ့ဒီရဲ့ user activity နော်ကျွန်တော်တို့ရဲ့အဲ့ဒီ user activity ကျွန်တော်တို့ဘာတွေလှုပ်ရှားနေသလဲဆိုတာကို အကဲဖြတ်ဖို့ဒီဇိုင်းလုပ်ထားပြီးတော့ကျွန်တော်တို့အမှတ်ပေးနေတဲ့စနစ်ပဲအဲ့တော့ Binance Alpha Point ဆိုတာဒေပြောရရင်ကျွန်တော်တို့ Binance ကိုဘလောက်သုံးသလဲဆိုတဲ့ပုံမှာမူတည်ပြီးတော့ကျွန်တော်တို့အမှတ်ပေးနေတဲ့စနစ်အဲ့ဒီအမှတ်ပေးတဲ့စနစ်ပုံမှာမူတည်ပြီးတော့ကျွန်တော်တို့ကအမှတ်မိတယ်ဆိုရင် TG မှာပေါင်းငင်းရမယ်နောက်တစ်ခုက तू ပြောထားတယ်သူအဲ့မှာကျွန်တော်တို့ပြောထားတဲ့တစ်ချက်ပါလာတယ်ဘာလဲဆိုတော့ Alpha Airdrop တွေပေးမယ်ဆိုတော့နောက်ပိုင်း ရင်ကျွန်တော်တို့ကိုเนาะဒီအဲ့ဒီ alpha point ရဲ့အမှတ်ပေါ်မှာမူတည်ပြီးတော့ကျွန်တော်တို့ air drop တွေ early air drop တွေလည်းကျွန်တော်တို့ပေးမဲ့ပုံစံရှိနေတယ်ပေါ့နော် okay အဲ့တော့သူကဒီမှာရေးထားတာကိုကျွန်တော်ပြောလိုက်တာเนาะအဲ့မှာဘာပြောထားလဲဆိုတဲ့အခါကျတော့ကျွန်တော်တို့ကအဲ့ဒီ point နေပေါ်မှာမူတည်ပြီးတော့အဲ့လို TGE လိုမျိုး campaign တွေမှာ ပါဝင်ခွင့်ရမရကျွန်တော်တို့ရဲ့ eligible ဖြစ်မဖြစ်ကိုသူပြောမယ်နောက်တစ်ခုကဘာလဲဆိုတော့ token airdrop တွေပေးတဲ့နေရာမှာလဲကျွန်တော်တို့ကဟာလုံးဝ eligible ဖြစ်သလားပေါ့နော် အဲ့ဒါကိုသူပြောလိုက်မယ်အဲ့တော့ binary alpha point နေရာတဲ့ကျွန်တော်တို့ calculated ဘလို့တွက်တာလဲဆိုတော့အချက်နှစ်ချက်ပေါ်မှာကျွန်တော်တို့မူတည်ပြီးတော့တွက်တယ်ပထမတစ်ခုကကျွန်တော်တို့ alpha volume ဆိုလိုတဲ့သဘောကအဲ့ဒီ alpha ဆိုတဲ့ section မှာရှိနေတဲ့ token တွေကိုကျွန်တော်တို့ဘလောက် trade လုပ်တယ်လဲဆိုရင် volume နော်အဲ့ဒီမှာမှကျွန်တော်တို့ကတစ်ခုရှိရဗျာ alpha section ကမေးစရာတစ်ခုကဘာရှိလဲဆိုတော့ alpha section ကနှစ်ဖက်လုံးမှာရှိတယ်ကျွန်တော်တို့ရဲ့ဒီဘက်ပုံမှန် အဲ့တော့ကျွန်တော်တို့ဒီ Binance ပေါ့နော်ပုံမှန် Binance Exchange ဘက်မှာလေ Alpha ကရှိတယ်ပြီးသွားတဲ့အခါမှာဟိုဘက်ပေါ့နော်ကျွန်တော်တို့ဒီ Binance Wallet ဘက်မှာလေ Web3 ပေါ့ဗျာ เนาะအဲ့ဒီဘက်မှာလဲကျွန်တော်တို့ကဘာတွေရရှိနေလဲဆိုတော့အဲ့ဒီ alpha market ကရှိတယ်အဲ့ဒီတော့ Binance exchange ဘက်က alpha section မှာပဲ trade လုပ်ပြီးဖြစ်စေ Binance wallet ဘက်ကเนาะ decentralized ဆိုအဲ့ဒီက alpha မှာကျွန်တော်တို့ trade လုပ်ပြီးဖြစ်စေပေါ့အဲ့တော့ကြိုက်တဲ့ဘက်မှာကျွန်တော်တို့ trade လုပ်အဲ့ဒီ volume ကိုသူကအတည်ယူတယ် နော်အဲ့ဒီအတွက်ကြောင့်မလို့သူကအဲ့ဒီကျွန်တော်တို့ trade လုပ်တဲ့ volume ရဲ့နောက်တစ်ခုက Binance wallet ecosystem လို့ခေါ်တယ်ကျွန်တော်တို့ခုနကကျွန်တော်ပြခဲ့တဲ့ Binance exchange wallet နဲ့ Binance wallet နှစ်ခုလုံးမှာကျွန်တော်တို့ရဲ့ access ပေါ့ကျွန်တော်တို့ပိုင်ဆိုင်မှုနော် Binance ထဲမှာကျွန်တော်တို့ဘယ်လောက်ထားလဲဆိုရအမှတ် အဲ့အဲ့ဒီ alpha ကိုဘလောက် trade လုပ်တယ်လဲဆိုရအမှတ်အဲ့ဒီနှစ်ခု ပေါင်းပြီးတော့ကျွန်တော်တို့သူက evaluate ပေါ့နော်အကဲဖြတ်တယ်ရက်အားဖြင့်ကျွန်တော်တို့သိရမှာအဲ့ဒါဘာလဲဆိုတော့လွန်ခဲ့သော15ရက်ကနေအမြဲတမ်းကျွန်တော်တို့ကိုစပြီးတော့အဲ့ဒီအမှတ်ကိုပေးတယ်ပေါ့နော် okay အဲ့တော့မေးစရာတခုရှိလာပြီအဲ့တော့ binance alpha point ရတော့ဟုတ်ပြီနောက်ဒီလိုအမှတ်တွေပေးတယ် alpha ဆိုတာဘာလဲပေါ့နော်အဲ့တော့ alpha ဆိုတာက binance ရဲ့ alpha ကကျွန်တော်တို့တော့ ်နောက် curated ဟာပဲပြောမယ်ဆိုရင် collection လုပ်ပေးထားတာစုပေးထားတာပေါ့ဗျာဘလို့ဟာမျိုးတွေလဲဆို early stage crypto project အဲ့တော့ crypto project အသစ်တွေ allowing users to explore and invest in tokens before they gain mainstream now attention ဆိုတော့เนาะကျွန်တော်တို့အိတ်ချင်းတွေမှာ listing တွေအကြီးအကျယ်လုပ်เนาะလူတွေရဲ့ခေါင်းထဲကိုတကယ့်ကို crypto mainstream တစ်ခုလုံးရဲ့ attention တွေမရခင်မှာတချို့ investor တွေက percent တစ်ခုပေါ့เนาะယာခိုင်နှုန်းတစ်ခုအဲ့ဒီလို early stage crypto project တွေမှာသူကရင်းနှီးမြှုပ်နှံရအောင်ကြိုက်တယ် အဲ့ဒီအတွက်ကြောင့်မလို့ तू ကအရင်တော့ကဆိုရင်ကျွန်တော်တို့ကအဲ့ဒီလိုမျိုးဟာတွေကတချို့သော exchange တွေက offer လုပ်တယ်ဒါပေမဲ့အခု Binance ကပါ L4 ဆိုပြီးတော့ तू က offer လုပ်လာတယ်ဆိုလိုတဲ့သဘောကပါလဲဆိုတော့ crypto လောကကြီးမှာအဲ့လို mainstream attention ပေါ့နော်မရသေးခင် early stage မှာနေရှိနေတဲ့ crypto project တွေကိုရင်းနှီးမြှုပ်နှံထားခြင်းနဲ့သူတွေအတွက် तू က collection လုပ်ပေးထားတာ Binance L4 ဆိုတာအဲ့လိုနေရာ ဲ့တော့ကျွန်တော်တို့က exchange listed ဖြစ်ပြီးသားเนาะ all coin တွေပေါ့ main stream ထဲမှာရှိနေပြီးသား crypto တွေကတော့အရင်တိုင်းရှိနေလို့ alpha မှာဆိုရင်အဲ့ဒီလိုမျိုးမရောက်သေးတဲ့ early stage crypto တွေကိုသူကစုပေးထားတာဒီ Binance ရဲ့ alpha market အဲ့တော့အဲ့ဒီ alpha market မှာ trade လုပ်တဲ့ volume နော်ကျွန်တော်တို့ trade လုပ်တဲ့ volume ပြီးတော့ Binance ရဲ့ဘယ်နေရာမှာထားတာ exchange wallet မှာထားထား Binance wallet မှာပဲထားထားအဲ့ဒီမှာထားထားတဲ့ကျွန်တော်တို့ရဲ့ SSD ရဲ့ เนาะဥပမာနာအဲ့ဒီနှစ်ခုနဲ့ကျွန်တော်တို့ကအမှတ်ပေးတာ เนาะအဲ့တော့အမှတ်ကဘယ်လိုပေးသလဲဆိုတဲ့အခါကျတော့ကျွန်တော်တို့ခုနကပြောခဲ့တယ်လို့ပေါ့နော်အဲ့တော့ alpha point ကိုဘယ်လိုတွက်သလဲဆိုတော့ balance point နဲ့ volume point ဆိုပြီးတော့ရှိတယ် balance point ဆိုတာကျွန်တော်ခုနကပြောသလိုပဲတဲ့ပဲရှင်းလိုက်ရင်เนาะရှုပ်ထွေးမပြောတော့ဘူးကျွန်တော်တို့ရဲ့ exchange account exchange account ထဲမှာဘယ်လောက်ရှိလဲ Binance wallet ထဲမှာဘယ်လောက်ရှိလဲအဲ့နှစ်ခုကိုပေါင်းပြီးတော့ကျွန်တော်တို့အမှတ်ပေးတယ်ပြီးတော့ volume point ကကျတော့အဲ့ alpha token တွေကိုကျွန်တော်တို့ဘယ်လောက်အထိ trade လုပ်သလဲဆိုတော့ volume ပေါ်မှာအမှတ်ပေးတယ်အဲ့ဒီနှစ်ခုပေါင်းကိုကျွန်တော်တို့ရဲ့ alpha point ဆိုပြီးတော့သူကပြောမယ်เนาะအဲ့တော့ ော့ alpha point တတ်မှတ်ချက်အတိုင်းပေါ့နော်နောက်ဆုံး TG တွေမှာဆိုရင်ကျွန်တော်တို့ alpha point 85လို့82တို့တဖြည်းဖြည်းတော့တိုးလာတယ်အဲ့တော့နောက်တစ်ကြိမ်နောက် alpha point တွေပါရီဆိုရင်90တို့ပါလို့ဖြစ်လာနိုင်တယ်အဲ့ဒီအတွက်ကြောင့်မို့သူကတော့တဖြည်းဖြည်းချင်းတော့ကျွန်တော်ထင်တယ်ဗျ alpha point ကိုတိုး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 ပြီးကျွန်တော်တို့ဆွဲခေါ်သွားမှာပေါ့နော်အဲ့တော့ကျွန်တော်တို့ခေါင်းထဲမှာတီးရမှာတစ်ချက်ကပါလဲဆိုတော့ binance ကတော့ဒါသူစီးပွားရေးသူလုပ်တာနောက်သူတို့လည်းဒါ business လုပ်တာအဲ့တော့ကျွန်တော်တို့ကရှင်းရှင်းလေးပဲသူတို့ခေါ်တဲ့နောက်ကိုနောက်ကျွန်တော်တို့ လိုက်မသွားပဲနဲ့အရင်စဉ်းစားရမယ်ကို့အတွက်ဒီတီဂျီတွေကတန်လားမတန်ဘူးလားနောက်အဲ့ဒါကိုတွေးပြီးတော့ကျွန်တော်တို့ကไก่တဲ့နီလန်းရှိရယ်ဆိုရင်လုံးမယ်မไก่ဘူးဆိုရင်မလုံးယုံပဲပေါ့နော်အဲ့ဒီအတွက်ကြောင့်မလို့ကျွန်တော်တို့ကတခုပဲအဲလုံးတာတော့နော်လုံးနီးကိုတိရမယ်ဒါပေမဲ့ไก่ရင်လုံးမယ်မไก่မလုံးနော်အဲ့ဒီတော့ကျွန်တော်တို့က သူ့မှာ alpha token ကိုကျွန်တော်တို့ဘယ်နေရာတွေမှာဟပေးထားလဲဆိုတာကိုကျွန်တော်ဒီမှာပြောသွားမယ်เนาะ okay အဲ့တော့ကျွန်တော်တို့က access เนาะ balance point ကိုဘယ်လိုတွက်တယ်လဲအရင်ပြောလိုက်အဲ့တော့ balance point ကိုသူကဘယ်လိုတွက်လဲဆိုတော့ကျွန်တော်တို့ရဲ့ဒီ Binance account နော် exchange wallet ထဲမှာရှိလဲရတယ်ဟိုဘက်က web3 လို့ကျွန်တော်တို့အရင်ခေါ်ခဲ့ကြတယ် Binance wallet ထဲမှာရှိလဲရတယ် Binance wallet ဘယ်ဘက်ဖြစ်ဖြစ်ဟိုဘက်ဖြစ်ဖြစ်ဒီဘက်ဖြစ်ဖြစ် Binance wallet ecosystem ရဲ့တစ်ဖက်ဖက်မှာကျွန်တော်တို့က တရက်တာပေါ့နော်သူတို့ကနော် UTC step shot ကို UTC နဲ့ယူတယ်အဲ့ဒီတရက်မှာစပြီးတော့ယူလိုက်လို့ကျွန်တော်တို့ကဒေါ်လာ100နဲ့1000ကြားထဲမှာဆိုကျွန်တော်တို့တရက်စာတက်မှတ်ပေးတယ်။နောက်ဒေါ်လာ1000နဲ့1000ကြားမှာဆိုရင်2 2 point ပေးတယ်။ဒေါ်လာ1000နဲ့3သိန်းကြားမှာဆို3 point ပေးပြီးတော့ဒေါ်လာ3သိန်းနဲ့အထက်ဆိုရင်တော့သူက4 point ပေးတယ်။အဲ့တော့ဥပမာအနေနဲ့ပေါ့နော်ကျွန်တော်တို့ဒါအများစုပေါ့နော် နဲ့ဥမာဥပမာပေးရရင်ကျွန်တော်တို့လူတစ်ယောက်ကတော့ဒေါ်လာ1000နဲ့3သိန်းများမှာရှိတယ်ဆိုရင်တစ်ရက်တိုင်းတစ်ရက်တိုင်းမှာ तू ကဘလောက်ရသွားမှာလဲဆိုတဲ့အခါကျတော့ကျွန်တော်တို့3 point ရသွားမယ်အဲ့တော့လွန်ခဲ့တဲ့15ရက်ကနေစပြီးတော့ तू ကအမြဲတမ်းပေါ့နော်တစ်ထောင်ထက်မှာ तू က Binance Wallet တွေထဲမှာအမြဲတမ်းတစ်ထောင်ထက်ရှိခဲ့တဲ့သူဆိုရင် तू က15ရက်ဆိုတော့လူတစ်ယောက်ကကျွန်တော်တို့ဖြစ်နိုင်ချေအများဆုံးက ဘလောက်ဖြစ်မလဲဆိုတော့ balance point ဒီသူရနေဖို့အများဆုံးက45 point ဖြစ်ဖို့များတယ်။နောက်45 point ဖြစ်ဖို့များတယ်။ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့တော်တော်များများကတသိန်းအထက်ကတော့ကျွန်တော်တို့ဒီ exchange wallet ဒီမှာမထားဘူးကျွန်တော်ဆိုရင်လည်းတချို့ assets တွေများလာပြီးကိုယ်လည်းတိတ်ဟိုမှာဖြစ်သေးဘူးဆိုရင်ကျွန်တော် physical wallet တွေအာရွှေ့တယ်ပေါ့နော်။အဲ့တော့ physical wallet တွေထဲမှာ save ဖြစ်အောင်ထားတယ်။အဲ့ chain ထဲမှာတော့ကျွန်တော်ထင်နေဗျ။ဟိုထားတဲ့လူတွေလည်းအများကြီးရှိပါလိမ့်မယ်။ဒါပေမဲ့အဲကျွန်တော်တို့အများစုကတော့ဒီ10 number 3မှာ နော်ကျွန်တော်တို့ဒီနှစ်တို့သုံးတို့ကြားမှာရှိကြဖို့ကများတယ်ပေါ့နော်ဒီနှစ်မှာလည်းရှိကောင်းရှိမယ်နှစ်နဲ့သုံးနဲ့ပေါ့နော်အဲ့တော့ကျွန်တော်တို့ဥမာပေါ့နော်တထောင်နဲ့တပေါင်းကြားအမြဲရှိခဲ့တဲ့15ရက်စာအမြဲရှိခဲ့တဲ့သူဆိုရင် तू ကနော် तू ကဘယ်လောက်ဖြစ်မလဲဆိုတဲ့အခါကျတော့15ရက်နဲ့ကျွန်တော်တို့2 point ဆိုတဲ့အခါကျတော့ तू ဒီ0.30ရဖို့များတယ်နော်အဲ့ဒီအတွက်ကြောင့်မလို့ကျွန်တော်တို့အများစုရဲ့ကျွန်တော်တို့ဒီ crypto trader အများစုရဲ့ point ဒီ0.30 45 point လောက်ဖြစ်တယ် အဲ့တော့နောက်ဆုံးတီဂျီအီမာတော့ဆိုသူက85 82ဒီလိုတွေယူသွားတယ်ဆိုတော့ကျွန်တော်ထားပါတော့60ကို benchmark အနေနဲ့ခဏတည်ပြီးတော့တွက်ကြည့်လိုက်အောင်ဖြစ်မယ်လို့ပြောတာမဟုတ်ကျွန်တော်လည်းမသိဘူးပေါ့နော်အဲ့တော့နောက်တစ်ချိန်မှာများ60 point နဲ့လာခဲ့တယ်ဆိုရင်ကျွန်တော်တို့ကခုနကပြောတဲ့ဒီနံပါတ်1သမားကြီးပေါ့နော်တနေ့ကို2 point နဲ့15ရက်လုံးထားခဲ့လို့ point 30ရတဲ့သူဆိုရင်သူကဟိုဘက်က volume point မှာဘယ်လောက်ရှာရမလဲဆိုတော့60ရှာရမယ်နော် ဲ့တော့ကျွန်တော်တို့နံပါတ်3သမားတွေပေါ့နော်ကျွန်တော်တို့ဒီတနေ့ကို3 point နဲ့55ရဲ့45 point ရတဲ့သူတွေဆိုသူတို့ကဘယ်လောက်ထပ်ရှာရမလဲဆိုတဲ့အခါကျတော့45 point ရှာရမယ်အဲ့တော့ကျွန်တော်တို့ကဟော်ဒီဘက်က balance point ကိုဘယ်လောက်ရနေတယ်လဲဆိုတဲ့အပေါ်မှာ mood tv နောက်တစ်ချိန် tg မှာပါမယ်ဆိုရင်ကျွန်တော်တို့ကအဲ့ဒီကောင် volume point ကနေပြီးတော့သွားရှာရမှာနော်အဲ့တော့ volume point နေရာတစ်ခုတော့ရှိတယ်အဲ့ဒီကျွန်တော်တို့ထားထားတဲ့နော် အဲ့ဒီခုနဒေါ်လာ1000တို့1000တို့အဲ့ဒီကောင်းနေပြီဘာတွေပဲဖြစ်ရမလဲဆိုတော့ sub account တွေမှာတော့ထားလို့မရဘူး only master account ကျွန်တော်တို့ရဲ့ဒီ Binance မှာကျွန်တော်တို့က master account တွေ sub account တွေခွဲတာဟုတ်เนาะအဲ့ဒီအတွက်ကြောင့်မလို့ तू က low one master account ထဲမှာရှိတဲ့ငွေတော့ဖြစ်ရမယ်ကြံတဲ့ငွေတော့ကို तू ကအမှတ်မပေးဘူးเนาะအဲ့ဒီတစ်ချက်ရှိတယ်အဲ့တော့ကျွန်တော်တို့ကเนาะ balance point ပြီးသွားပြီဆိုတဲ့အခါမှာကျွန်တော်တို့ဒီ volume point ပေါ့နော်ဒီ alphario trade လုပ်တဲ့ volume point ကိုဘာနဲ့ကျွန်တော်တို့ trade လုပ်ရမလဲဆိုတော့ USD equivalent ဆိုတော့ကျွန်တော်တို့ USDD လို့ဘာလို့ ਨੇ trade လုပ်ရလိမ့်မယ်။နောက်ပြီးသွားတဲ့အခါမှာသူဟပေးထားတဲ့အပိုင်းကိုကျွန်တော်တို့ကပြောမယ်။နောက်အဲ့တော့မပြောခင်မှာ तू point ကိုအမှတ်ဘယ်လိုပေးလဲအရင်သွားကြည့်အောင်။အဲ့တော့ volume point ကို तू ကဘယ်လိုတွက်လဲဆိုတော့ကျွန်တော်တို့က alpha token တစ်ခုကို2ဒေါ်လာဘူး trade လုပ်တယ်ဆိုတိုင်းမှာကျွန်တော်တို့1 point ပေးတယ်။ နော်၄ဒေါ်လာပို့ trade လိုက်ရင်နှစ်ဆပေါ့နော်ကျွန်တော်တို့2 point ပေးတယ်နော်ပြီးသွားရင်၄ဒေါ်လာရင်နှစ်ဆ8ဒေါ်လာ3 point 16ဒေါ်လာဆို4 point 32ဒေါ်လာဆိုရင်5 point နော်အဲ့တော့32ဒေါ်လာဆိုတော့5 point ဆိုတော့ double ဆိုတော့ကျွန်တော်တို့က64ဒေါ်လာပို့ trade 6 point ရမယ်128ဒေါ်လာဆို9 point ရမယ်နော်အဲ့တော့ဒေါ်လာကိုကျွန်တော်တို့က256ဒေါ်လာပို့ဆိုရင်1 point ထပ်ပေါင်းလိုက်ရင်ကျွန်တော်တို့8 point ရမယ် နော်10 point ရမယ်ပြီးသွားတဲ့အခါမှာ912ဒေါ်လာကို trade လိုက်တယ်ဆိုရင်ကျွန်တော်တို့က6 point ရမယ်ပြီးသွားတဲ့အခါမှာ1024ဒေါ်လာကို trade တယ်ဆိုရင်10 point ရမယ်နော်အဲ့ဒီအတွက်ကြောင့်မလို့ကျွန်တော်တို့ကဒီကောင် double တိုးသွားနိုင်တာ1 point 1 point 1 point တက်လာမယ် volume point ရအဲ့တော့ကျွန်တော်တို့ကအရေးကြီးတာတစ်ချက်က okay ဒါဆိုရင်ဟုတ်ပြီကျွန်တော်တို့ကခုနကပေါ့နော်ထားပါတော့ 30 point ရထားပြီးသား balance point က30ရထားတဲ့လူဆိုရင်တကြီးမှာပါခြင်းရင်ဘလောက်ရှာရမလဲဆိုတော့ volume point က60လောက်သွားဖြစ်မယ်။ဟုတ်ကျွန်တော်တို့တကယ်လို့ပေါ့နော် balance point က45လောက်ရထားပြီးသားသူဆိုရင် volume point ကဘလောက်ရှာရမလဲဆိုတော့ကျွန်တော်တို့55 point ရှာရမယ်။ နော်အဲ့တော့45 point ရှာရမယ်ဆိုတော့ကျွန်တော်ဥပမာ45 point နေပဲတည်ပြီးပြောလိုက်တော့မယ်အဲ့တော့45 point ရှာရမယ်ဆိုရင်ကျွန်တော်တို့ကထားပါတော့နော်ဒီဒီကျွန်တော်ဒီကောင်နဲ့တည်ပြောလိုက်512ပေါ့နော်ငါတစ်ဆက်2ဒေါ်လာကိုရင်းပြီးတော့ကျွန်တော်တို့က6 point ဆိုရင်65လီ45နော်အဲ့ဒီအတွက်ကြောင့်မလို့900တစ်ဆက်2ဒေါ်လာတစ်ဖြတ်တစ်ဖြတ်နေကျွန်တော်တို့ကနော်15ရက်အတွင်းမှာဘယ်လောက် trade ရမလဲဆိုတော့ကျွန်တော်တို့ဒီအားလုံးပေါင်းအဲ့ဒီနော် ဒီနေ့ trade ရင်ကျွန်တော်တို့ကသူ UTC မှာ cut လောက်သွားပြီဆိုနောက်နေ့မှာ8 point ရရမှာเนาะအဲ့ဒီအတွက်ကြောင့်မလို့ကျွန်တော်တို့က6 point ကို9ကဆိုရင်အဲ့မှာ volume point ကဘယ်လောက်ရလာမလဲဆိုတော့45 point အဲ့ဒါဆိုကျွန်တော်တို့လိုနေတဲ့45 point ပြည့်ပြီ Okay ဒါဆိုရင်ဟုတ်ပြီကျွန်တော်တို့ကအဲ့ဒီ900တစ်ဆက်နဲ့2ဒေါ်လာဘိုးပေါ့เนาะဒါဥပမာအနေနဲ့ကျွန်တော်ပြောတာကိုယ့်အကူပြန်တော့900တစ်ဆက်2ဒေါ်လာဘိုးကိုကျွန်တော်တို့ကဘယ်နှခါ trade ရမလဲဆိုတော့9က trade ရမယ်နော်အဲ့တော့9ကကိုကျွန်တော်တို့က trade တဲ့အခါမှာအဲ့မှာမေးစရာတခုရှိလာပြီ ူကကျွန်တော်တို့ဘယ်နေရာဟပီးထားတာလဲအကိုရေးဆိုရင်ကျွန်တော်တို့ဟပီးထားတာဟောဒီအပိုင်းเนาะဥပမာသူပေးထားတဲ့600ဘိုင်းနဲ့မတွက်တော့ဘူးကျွန်တော်ကเนาะ alpha token ကို932ဒေါ်လာပို့ကျွန်တော်ဘိုင်းလိုက်တယ်ဆိုရင်ကျွန်တော်အဲ့ဒီဘိုင်းလိုက်တဲ့ကောင်အတွက်ကိုသူကဘယ်နှ point ပေးမလဲဆိုတဲ့အခါကျတော့6 point ပေးတယ် ဲ့ဒီမှာလဲ932ဒေါ်လာမှာနောက်ဒါကျွန်တော်စမ်းကြည့်ပြီးပါပြီသူတို့ဘယ်လိုအလုပ်လုပ်တယ်လဲလို့ကျွန်တော်အရင်ဆုံးကျွန်တော်ဗျာဘယ်လိုမျိုး trade လိုက်လဲဆိုတဲ့အခါကျတော့900ဘူးတစ်ခါ trade တယ်နောက်ထားပါတော့ဒါတယောက်နဲ့တယောက်မေ့သွားလို့ဆိုကြပါစို့ပြီးမှ12ဒေါ်လာဘူး trade ရင်ရောအကိုကြီး932ပြည့်ရင်ရောကိုပွင့်ပြီလားပေးတယ်ကျွန်တော်စမ်းကြည့်ပြီးသွားပြီနောက်နှစ်ခါခွဲပြီးကျွန်တော် trade ကြည့်တယ်932ဒေါ်လာပြည့်တာနဲ့သူကကိုပွင့်ရတယ်ကျွန်တော်စမ်းကြည့်တာနောက်အဲ့ဒီတော့ကျွန်တော်တို့က ဟော်ရီလိုမျိုး952ဒေါ်လာဘူး alpha မှာ trade လိုက်တာ ਨੇ 6 point ကသူကရသွားပြီအဲ့ဒီ952ဒေါ်လာဘူးကိုကျွန်တော်တို့ဝယ်ထားတဲ့ဟာကိုအခြေအနေတော့တေချာကြည့်ပြီးဝယ်ပေါ့ဗျာနောက်အများကြီးတော့ကျွန်တော်တို့ fees တွေဘာတွေမှာတိတ်အရှုံးမခံမင်းနဲ့ကျွန်တော်တို့ဒီထားပါတော့ကျွန်တော်တို့ဒီ952ဒေါ်လာဘူးမှာကိုက1ဒေါ်လာလောက်ရှုံးမယ်ဆိုငါးကကျွန်တော်တို့ရောင်းဝယ်လုပ်မယ်ပြုမယ်ဆိုရင်ဒီမာရင်ကိုကျွန်တော်တို့ကအဲ့ဒီ point ကိုစုတာမာရင်10ဒေါ်လာလောက်ပေါ့နော်အာ1 point ဟို 1ဒေါ်လာ1ဒေါ်လာနဲ့9ကဆို9ဒေါ်လာနည်းနည်းအပူဆိုတော့ဗျာ10ဒေါ်လာ15ဒေါ်လာလောက်ရှုံးပြီးတော့ကျွန်တော်တို့ကဒီဘက်ချမ်းမှာပေါ့နော်အဲ့ဒီ volume point စုတဲ့အချိန်မှာ for example ပေါ့ဗျာထားထန်ကုန်ကျွန်တော်တို့ဒေါ်လာ20လောက်ရှုံးနေထားနော်ဒေါ်လာ20လောက်ရှုံးပြီးတော့ဟိုဘက်ကနေပြီးတော့မှကျွန်တော်တို့ကဒေါ်လာကနော်ကျွန်တော်တို့ဒေါ်လာ100နဲ့အထက်ပေါ့နော်ကျွန်တော်တို့ဒါပြန်ရနေတယ်ဒေါ်လာ200လောက်ရတယ်ဆိုရင်ကျွန်တော်တို့ကြိုက်ဘာဖြစ်လို့လဲဆိုတော့လူနေသွားတယ်ပါတီစစ်ပန့်ပေါ့နော်အရန်များလာတဲ့အချိန်တော့ကျွန်တော်တို့တော်တော်ကို ဟိုဘယ်လိုပြောရမလဲအဲဒီ return ကပေါ့နော် ROI ကကျသွားတယ်အရင်တော့ဆိုတော်တော်ရရခဲ့ဗျာ၁၀စား၁၅စเนาะအစ20တော်တော်မြတ်တာကျွန်တော်တို့나이ဝတ်လောက်မာနေကိုဒေါ်လာ150 200လောက်ကတော်တော်ကြီးကိုကျန်တယ်နောက်100 150 200အဲ့လိုမျိုးကျန်တယ်အဲ့ဒီကနေနောက်ပိုင်းတော်တော်ဆူဆူဟာထိုးစင်းသွားတယ်ဗျာဒေါ်လာ20လောက်ပဲကျန်တယ်နောက်တကြီးတွေကအဲ့တော့သူကကျွန်တော်တို့ဘာနဲ့ပြန်ထိန်းလိုက်ဆိုတော့ alpha point နဲ့ပြန်ထိန်းလိုက်တာအဲ့ဒီအတွက်ကြောင့်မလို့ကိုကလူ participant နည်းသွားတဲ့အခါမှာတော့ကျွန်တော်တို့ဘာလဲဆိုတော့အကျိုးမြတ်ကတော့ ပုံများလာတယ်။အဲ့တော့ကျူးမြတ်ပုံများလာလို့ကိုကဒီဘက်မှာ volume point စုတဲ့ပေါ့နော်အသွားပြန်ပေါ်ဝယ်လိုက်ရောင်းလိုက်ဝယ်လိုက်ရောင်းလိုက်မှာရှုံးတဲ့ရှုံးပမာဏကိုတော့ကျွန်တော်တို့တေချာမှတ်ထားဖို့လိုတယ်။အဲ့ဒီ၅ကလောက် trade လိုက်တဲ့အချိန်မှာကျွန်တော်တို့ရှုံးသွားတဲ့ပမာဏတဲ့ဟိုဘက်မှာပုံမြတ်ဖို့တော့လိုတယ်ပေါ့နော်။ဒါကိုတော့ကျွန်တော်တို့ research တေချာလုပ်ထားမယ်။ statistics တွေတေချာ data တွေကိုထည့်ထားမယ်။ okay ဒါဆိုရင်ကျွန်တော်တို့က ဲ့ဒီ6 point မှာတစ်ချက်ပေါ့နော်ကျွန်တော်ပြောချင်တဲ့ဟာကပါလဲဆိုတော့ဟုတ်ပြီကိုကြီးဒါဆိုရင်ကျွန်တော်တို့က932ဒေါ်လာဘူးဘိုင်းလိုက်တဲ့ Alpha Token တွေကို6 point ရမယ်ပေါ့နော်အဲ့ဒါဆိုရင်ပြီးသွားရင်ပေါ့ဗျာကျွန်တော်ကအဲ့ဒီ932ဒေါ်လာဘူးဝယ်လိုက်တာဥမာပြောတာနော်ကျွန်တော်ကထားပါတော့ Alpha Token တစ်မျိုးမျိုးပေါ့ဥမာ Grass ဆိုကြပါစို့နော် grass 300ရလိုက်တယ်ဆိုပါစို့။နောက်အဲ့ဒီ grass 300ကိုကျွန်တော်ကပြန်ပြီးတော့ပြီးလဲပြီးတော့ကျွန်တော် မရှုံးတော့တာပဲဖြစ်ဖြစ်ကျွန်တော်ဒေါ်လာလောက်မြတ်သွားရင်ဖြစ်ဖြစ်အဓိကကျွန်တော်ကမရှုံးရေးပဲဒီချိန်မှာလी volume ပြေဖို့ဆိုတော့အဲ့ဒီမှာ grass 300ကိုကျွန်တော်ပြန်ရောင်းလိုက်တယ်ဗျာထားပါတော့ကျွန်တော်912ဒေါ်လာပြန်ရလာတယ်ဟာအခုဒါဆိုရင်ကျွန်တော်တို့ကအဲ့ဒီ912ဒေါ်လာကိုဝယ်လိုက်ပြီးတော့ပြန်ရောင်းလိုက်တော့6ပွိုင်းရာသေးလားဆိုတော့ရတယ်သူကဘာဘဲအုံနီးတွက်တာလဲဆိုတော့ကျွန်တော်တို့အဲ့ဒီပထမဦးဆုံးဝယ်သွားတဲ့912ဒေါ်လာဘိုးကိုပဲ6ပွိုင်းပေးချလိုက်တာ เนาะကျွန်တော်တို့932ဒေါ်လာဘူးအဲ့ဒီဟာတွေကိုပြန်ရောင်းသွားတာကိုသူကထည့်ပြီးတော့ live မတွက်ဘူးအဲ့တော့ကျွန်တော်တို့လက်ထဲကို USD ပြန်ရောက်လာမယ်အဲ့ဒီရောက်လာတဲ့ USDT ကိုကျွန်တော်တို့ကနောက်တစ်ခါ932ဒေါ်လာဘူးတခြား alpha token ပဲဖြစ်ဖြစ်ကိုဝယ်နေကြ alpha token တစ်ခုပဲဖြစ်ဝယ်နောက်မြတ်တာပဲဖြစ်စီအရင်တိုင်းနဲ့ပဲဖြစ်စီကျွန်တော်တို့ကပြန်ရောင်းနောက်အဲ့ဒီလိုမျိုးကျွန်တော်တို့ဝယ်လိုက်ရောင်းလိုက်ဝယ်လိုက်ရောင်းလိုက်လောက်တိုင်းမှာသူကရောင်းတာကိုမတွက်ဖဲနဲ့ကျွန်တော်တို့ဝယ်သွားတဲ့နောက် ဘိုင်း volume ကိုပဲသူကတွက်သွားတယ်အဲ့တော့ကျွန်တော်ပြန်ရောင်းလိုက်တယ်ပတ်စံပြန်ရလာတယ်ဟာတစ်ခါ912ဒေါ်လာဘူးကျွန်တော်တို့ဘိုင်းနေအဲ့ဒီဘိုင်းနေဟာကိုလေကျွန်တော်တို့ကို6ဘိုင်းပေးတယ်အဲ့တော့ကျွန်တော်တို့ကပြီးရင်ကိုမရှုံးတဲ့အချိန်ပေါ့ဗျာအရင်တိုက်လောက်နေပဲဖြစ်ဖြစ်မရှုံးမဲနဲ့ဖြစ်ဖြစ်เนาะဒေါ်လာလောက်မြတ်တဲ့အချိန်ပဲဖြစ်ဖြစ်မြတ်တာနေကျွန်တော်တို့ကကောက်ပြီးတော့ ကောက်ရောင်းလိုက်တယ်ဆိုရင်အဲ့ဒီမှာ912ဒေါ်လာတစ်ခါထပ်ပြီးတော့ဘိုင်းသွားတယ်။ तू ကအဲ့ဒီလိုမျိုးဘိုင်းတိုင်းမှာ volume နဲ့ကျွန်တော်တို့ဘလောက်ပေးသွားမလဲဆိုတဲ့အခါကျတော့9.9 point ပေးသွားမယ်။အဲ့လိုမျိုး9 point ပေးသွားတယ်ဆိုတဲ့အခါကျတော့ကျွန်တော်ခုနကပြောခဲ့တယ်လို့ပေါ့နော်။ငားကဆို45 point ရမယ်။လိုလိုပူပူတော့လောက်ထားဖို့လိုလိမ့်မယ်။ဘာဖြစ်လို့လဲဆိုတော့ဒီတစ်ခေါက်ကကျွန်တော်တို့ TGE ဒီ alpha point 90ဆိုတာဒါကကျွန်တော်ဥပမာအနေနဲ့ပြောတာ။ तू က तू 95 point နဲ့ယူရင်လည်းယူမယ်62 point ယူရင်လည်းယူမယ်ပေါ့နော်။အဲ့ဒီအတွက်ကြောင့်မလို့ကျွန်တော်တို့ကလိုလိုပူပူတော့ အဲကျွန်တော်ထင်နေပြတကြိမ်နဲ့တကြိမ်ဒီအဲကျွန်တော် point ရတော့အနည်းဆုံး9 point ကနေ10 point လောက်တော့သူတိုးတိုးလာမှာတဖြည်းဖြည်းနဲ့95ဖြစ်လာမယ်တဖြည်းနဲ့100ဖြစ်လာမယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ကလည်းတစ်ဖက်မှာတန်သေးလားတန်သေးလားတန်သေးလားဆိုတော့ကိုယ့်အကူ research လောက်ဝလိမ့်မယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ကဒီ Binance မှာကျွန်တော်တို့ဝင်လိုက်ရင်နိဟိုဘက်ကကျွန်တော်တို့ဒီ Binance Wallet ဖမ်းမှာလဲ Alpha ဆိုတာ Hori Section မှာ Alpha Market ရှိတယ်။ကျွန်တော်တို့ဒီမှာဆိုရင်လဲเนาะ Home မြန် Market ရှိတယ်။ Market ကိုကြည့်လိုက်ရင်ကျွန်တော်တို့ရဲ့ Favorite တို့ Market တို့ဒါပုံမှန် Mainstream Market တွေပေါ့နော်။အဲ့ဒီအပြင်မှာကျွန်တော်တို့ Alpha ဆိုတဲ့ Section ရဲ့ အောက်မှာဘာတွေရှိနေလဲဆိုတဲ့အခါကျတော့အဲ့ဒီ Ali Crypto Project တွေက mainstream attention ကိုမရခင်တော့ကျွန်တော်တို့လုံးဝ Ali investor တယောက်အနေနဲ့ပေါ့နော် percent တစ်ခုပေါ့လိုမျိုးကျွန်တော်တို့ဒီတချို့ကရတယ်တခြားနေရာတွေကရလာအကျိုးမြတ်လေးတွေကိုနည်းနည်းလေးခွဲပြီးတော့ဆိုရင်အဲ့ဒီမှာ project တွေရှိတယ်အဲ့ဒီ project တွေကိုကျွန်တော်တို့ကသွားဖတ်ပြီးတော့ဘာလုပ်လို့ရလဲဆိုတော့ invest လုပ်လို့ရတာမျိုးပေါ့အဲ့ဒီလိုဟာကို alpha လို့ခေါ်တာအဲ့တော့တကယ်တမ်းဒါကျွန်တော်ဒဲ့ပဲပြောမယ် Binance ရဲ့ရွေချက်ကဘာလဲဆိုတော့ ဟိုအရှင်းဆုံးပြောရရင်အဲ့ဒီလိုမျိုး early stages မှာရှိနေတဲ့ crypto တွေကို invest လုပ်စီခြင်းနဲ့သူ့ရဲ့အချိန်မှာတင်လိုက်တဲ့အချိန်ကဒါပေမဲ့ investor တွေရော trader တွေကအဲ့ဒါကိုစိတ်သိမ့်မဝင်စားဘူးအဲ့ဒီအတွက်ကြောင့်မလို့ကျွန်တော်တို့ဒါပုံမှန်လင်းလင်းပြောရရင် TG နဲ့မျှားခေါ်တာနော် TG နဲ့မျှားခေါ်တာဒါက तू ကတော့သူ့အလုပ်ကို तू လုပ်တာပဲ alpha မှာကျွန်တော်တို့ရောင်းနေဝယ်တဲ့အဲ့ volume နေရာနေအကျိုးမြတ်ကိုရခြင်းနဲ့ပြီးတော့ early crypto project တွေကသူ့ရဲ့ Binance ရဲ့ alpha မှာတင်လိုက်တဲ့အခါမှာနော် investor တွေ trader တွေရဲ့ attention ပေါ့နော် ရတယ် mainstream attention ကိုရတယ်ဆိုတဲ့ဟာကိုလည်းသူဖြစ်ချင်တာအဲ့ဒီနှစ်ချက်ကြောင့်ကျွန်တော်တို့ဒါကိုတစ်ဖက်ကနော်ကျွန်တော်တို့ဒါကိုလိုချင်တယ်အဲ့ဒီအတွက်ကြောင့်မလို့ TGE ကနေအကျိုးမြတ်ကိုပြန်ပေးတယ်အဲ့တော့ကျွန်တော်တို့ကလည်းရှင်းတယ်နော်သူတို့လည်းသူတို့အကျိုးမြတ်အတွက်သူတို့လုံးတယ်လို့ကျွန်တော်တို့ကလည်းကျွန်တော်တို့ကြိုက်တယ်ဆိုရင်လှုပ်ရလိမ့်မယ်အဲ့ဒီအတွက်ကြောင့်မလို့အဓိကကိုကြိုက်မကြိုက်ကိုတွဲကြည့်ရမှာပေါ့နော်အဲ့တော့ okay အနှစ်ချုပ်ကိုပြောရရင်တော့ကျွန်တော်တို့ဒီ Binance ရဲ့နော် alpha ဆိုတာကတော့ binance alpha point ဆိုတာရှင်းရှင်းလေးပဲကျွန်တော်တို့ကို binance ဘလောက်သုံးတယ်လဲဆိုရဲအမှတ်ပေးစနစ်ပဲအဲ့တော့ balance point ကကျွန်တော်တို့ binance မှာကျွန်တော်ရဲ့ ssd ကိုဘလောက်ဖို့ထားတယ်လဲ binance wallet ecosystem ပေါ့နော်ဘယ်ဘက်မှာထားတာအကုန်ပေါင်းပြီးတော့ကျွန်တော်တို့အမှတ်ပေးတယ်အဲ့ဒီကနေအမှတ်တချို့ရလိမ့်မယ်ရနိုင်ခြေကတော့ကျွန်တော်တို့30 point 45 point အဲ့နှမျိုးတွေကဖြစ်ဖို့များတယ်ပုံမှန် crypto investor တွေ trader တွေဆိုရင်ပေါ့နော် နောက်တစ်ခုကကျွန်တော်တို့ကို volume point volume point ကတခြားဟာကို trade လုပ်လို့မရဘူးအဲ့ဒီ alpha token တွေကိုသွား trade ရမယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ trade လုတ်တဲ့အခါမှာအဓိကတော့မရှုံးရေးပေါ့နော် volume ရရေးကိုပပနက်နက်လုတ်ရမယ်။နောက် alpha token volume တွေကိုယူရင်းနဲ့ကျွန်တော်တို့မရှုံးခဲ့ဘူး။အရင်တိုက်ပဲဆိုရင်ဒါတော်တော်လေးကိုကောင်းနေပြီ။ဘာလို့လဲဆိုတော့ကိုလိုချင်တဲ့ volume ကိုရလိုက်တာ ਉਹ နော်။အဲ့ဒီအတွက်ကြောင့်မို့ကျွန်တော်တို့ကဒါဒီရပိုင်းနေမှာ TG ကိုစိတ်ဝင်စားလုပ်နေတဲ့သူတွေဆိုရင် Binance ရဲ့ alpha point ဆိုတဲ့အတန်ကစူညံလာတယ်။နောက်ကျွန်တော်လည်းတကြံနားနေတာနဲ့အခုမှပဲဒီအကြောင်းကိုတင်ပြလိုက်တာပေါ့နော်။အဲ့တော့ကျွန်တော်တို့က alpha point ကိုဘယ်လိုတွက်တယ်လဲ။ပြီးတော့ကျွန်တော်တို့ alpha point ကိုဘယ်လိုရှာမလဲ။ TG တွေမှာဘယ်လိုပါဝင်မလဲ။ဒါလောက်ဆိုရင်ဒါကကျွန်တော်ပြောသွားပြီဆိုတော့ဆက်ပြီးတော့ကိုယ့်ကို research လုပ်လို့ရပြီလို့ကျွန်တော်အနေနဲ့ယုံကြည်ပါတယ်။အားလုံးတို့အများကြီးအကျိုးရှိမယ်လို့ယုံကြည်ပါတယ်။ကျေးဇူးများကြီးတင်ပါတယ်။